ခက်ခဲနေတော့ငါပြက်ကွက်ခဲ့လို့ဒီနေ့မှအဖွာတော်မြတ်မုံကိုအခုလိုကြောခဲ့တဲ့ခန်းကျော်ပြိဿများအလုံးမဲ့မင်္ဂလာပါရှင်ခန်းကျော်ကမင်းသမီးကြီးအဖွာတော်မြတ်မုံရဲ့မြေအဖြစ်ပြိဿတွေကအတိမတ်ပြုရင်အမှုပညာလောကတွေကိုရောက်လာခဲ့တာပါအဖွာတော်မြတ်မုံကလည်းခန်းကျော်ကိုဆိုရင်အယံကိုချက်တာပါအခုလက်ရှိမှာအဖွာတော်မြတ်မုံကအသက်အတော်လေးကိုကြီးနေပြီဖြစ်တယ်လို့နေထိုင်ရေးလည်းအယံကြီးအဆင်မပြေပါဘူးချမ်းသာတဲ့မိသားစုလည်းမဟုတ်တာမို့အဆင်ပြေအောင်နေထိုင်နေရတာပါ ီလိုအခြေအနေမှာမြေဖြစ်သူခန့်ကျော်အနေနဲ့လဲထောက်ပံ့တာတွေကိုစိတ်ရှိတိုင်းမလုပ်နိုင်ခဲ့ပါဘူး။အကြောင်းကတော့ခန့်ကျော်က အစင်မပြေခဲ့တာတွေများခဲ့တာကြောင့်ပါ။ခန့်ကျော်ကအမှုပညာလောကကိုဝင်လာချိန်မှာအလုပ်ပေးတဲ့သူလည်းမရှိတာမို့ပြီးခဲ့တဲ့လေးလလောက်ကအထိအတော်လေးကိုယုံကန်ခဲ့ရပါတယ်။ခန့်ကျော်က ရေစက်တို့တည်လဲတခါတည်းမဆုံးစည်းတာဇလန်တွင်မှာပါဝင်သရုပ်ဆောင်မတာအစဉ်ပြေးလာခဲ့တာပါခန့်ကျော်ကအစဉ်ပြေးလာချိန်မှာသူပထမဆုံးတတိယရာကမိဘနဲ့အဖွာတော်မြတ်မွန်ဖြစ်ပါတယ် အရင်တုန်းကအခက်ခဲလို့မိဘကိုတော့မနေထောက်ပံ့နေခဲ့ရတာပါအဖွားဖြစ်သူကိုလည်းငွေမထောက်ပံ့နိုင်လို့အိမ်အောင်မသွားပါဘူးအိမ်သွားပြီးဆိုလက်ပလာနဲ့မသွားကြတာကြောင့်မသွားပြတာဖြစ်ပါတယ်တချို့ကတော့ခန့်ကြော်ကအဖွားကိုပြစ်ထားတယ်လို့ထင်ကြတာပါတကယ်တော့ခန့်ကြော်စိတ်ထဲမှာအဖွားကအမြင်လို့လို့ရှိပြီးသားဖြစ်ပါတယ်ဒါကြောင့်မို့လို့အလုပ်တွေအဆင်ပြေလာချိန်မှာအဖွားကိုတတိယကငွေထောက်ပံ့ခဲ့ပါတယ်ခန့်ကြော်ကရန်ဘဲအသေးစားလေးအဖြစ်အသေးမှအပြုခံခဲ့ရသလို ဒီလပိုင်းမှာဝင်ငွေအတော်လေးကိုကောင်းခဲ့ပါတယ်။ကြောင်ညာတွေလည်းဇက်တိုက်ရရသလိုပွဲတွေလည်းတောက်လျှောက်တိုက်ရပါတယ်။ဒါကြောင့်မို့ငွေစုမီကသူကာဝရပြုခြင်းသူအားလုံးကိုကာဝရပြုခွင့်ရခဲ့ပါတယ်။ပြီးခဲ့တဲ့နှစ်ကသတင်းကြောအချိန်မှာခန့်ကျော်ကဘသူကမှမကြောနိုင်ခဲ့ပါဘူး။ခန့်ကျော်ကအဖွားကိုလည်းကြောခွင့်မရခဲ့တာကြောင့်မှဒီနေ့မှာတော့ခန့်ကျော်ကသတင်းကြောမှာအဖွားကိုမုတ်ချင်းကြီးနဲ့ရောဝေသားနေပါကြောခဲ့ပါတယ်။ အရင်ကတည်းကမကရောနိုင်ခဲ့ပေမယ့်ဒီနေ့မှာကရောနိုင်ခဲ့လို့အရန်ကိုပျော်ရွှင်ဝမ်းသာနေကြတာဖြစ်ပါတယ်။ဒါအပြင်အဖွားအဖော်စကားပြောမှားခဲ့ရင်ခွင့်လွှတ်ပါလို့လည်းတောင်းပန်ခဲ့ပါတယ်။အဖွားတော်မြတ်မောင်ကတော့ခန့်ကျော်အမှားမရှိတဲ့အတွက်အကုန်လုံးကိုခွင့်လွှတ်တဲ့ဆိုပြီးဆုံးမခဲ့ပါတယ်။ခန့်ကျော်အခုလိုအဆင်ပြေတာကိုအဖွားတယောက်အနေနဲ့အရန်ကိုဝမ်းသာနေရတာပါ။အဖွားမြင်ချင်တာကလည်းအခုလိုအချိန်နေတာဖြစ်တာမို့ပျော်ရွှင်နေတာပါ။အဖွားကခန့်ကျော်အတွက်ရုပ်ရှင်နဲ့ပဲတဲ့လက်တွဲမခွန်နိုင်လို့စိတ်မကောင်းဖြစ်နေတာပါ။ အဖွားတော်မြတ်မွန်အဖြစ်ချင်းဆုံးဆန္ဒကတော့ခန့်ကျော်ကိုမင်းသားအနေနဲ့မြင်ချင်တာပါ။မင်းသားအဖြစ်တရားဆောင်တာကိုမြင်ရတဲ့အချိန်ထိအသက်ရှိခြင်းသေးတယ်လို့အဖွားတော်မြတ်မွန်ကသူ့ဆန္ဒကိုပြောခဲ့ပါတယ်။ခန့်ကျော်ကလည်းအဖွားမြင်ချင်တယ်လို့မင်းသားဖြစ်အောင်ကြိုးစားပြချင်တာဖြစ်ပါတယ်။အဖွားတော်မြတ်မွန်ရဲ့ဆန္ဒကိုတစ်ဖက်တစ်လမ်းကနေဖြည့်ဆည်းပေးချင်တာကြောင့်ပါ။ဒါအပြင်အဖွားနဲ့အတူကြောင်ရီလည်းအတူရိုက်ခဲ့ပါသေးတယ်။အဖွားကနောက်ဆိုရင်အရာတွေကနေမထားနိုင်တော့တဲ့အထိဖြစ်သွားနိုင်တာမို့ ကျမနေတော့မှအနုပညာပုံရိပ်တွေအတူဖန်တီးခွင့်ရလို့လေခန့်ကျော်ကအတိုင်းမသိဝန်သားနေတာဖြစ်ပါတယ်။ခန့်ကျော်ကဒီနေ့မှမိခင်နဲ့ညီမလေးကိုလည်းသူအတန်းနိုင်ဆုံးထောက်ပံ့ပေးခဲ့ပါတယ်။ပရိသတ်ကြီးတို့ရောခန့်ကျော်အပေါ်ဘလိုမျိုးမြင်မိလဲဆိုတာကောမန်မှာရေးခဲ့ကြပါအောင်ရှင်။ကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်။